29ချိန်မြောက်တာမန်တည်င်းဘတ်ရဲ့စနေနေ့ရှင်လူကာဧဝံဂေလိကျမ်းအခန်းကြီး73အခန်းငယ်1မှ9ထိုချိန်တွင်အထံတော်၌ရှိနေကြသော သူအချို့ကပီလာတုမင်းသည်ဂါလိလိယနယ်သားအချို့၏သွေးကို၎င်းတို့ပူဇော်တက္ကရာများနှင့်ယောနောစီခဲ့ကြောင်းကိုကိုရောအားလျှောက်ထားကြ၏ကိုရောကလည်းဤဂါလိလိယနယ်သားတို့သည်ဤသို့ခံရခြင်းကြောင့်အခြားသောဂါလိလိယနယ်သားတို့ထက် ပို၍အပြစ်ကြီးသူများဖြစ်ကြသည်ဟုသင်တို့ထင်မှတ်ကြသလားဤကဲ့သို့မဟုတ်ဟုသင်တို့အားငါဆို၏သို့သော သင်တို့သည်နောင်တမရကြလင်သင်တို့အားလုံးသည်လည်းထိုနည်းတူပျက်စီးကြလိမ့်မည် ထို့အတူစီလွန်ရဲတိုက်ပြိုကြ၍တည်ဆုံးကြသော သူ38ယောက်တို့သည်ဂျေရုဇလင်မြို့တွင် နေထိုင်ကြသောအခြားသူများထက်အပြစ်ကြီးသည်ဟုသင်တို့ထင်မှတ်ကြသလားထို့သောမဟုတ်ဟုသင်တို့အားငါဆို၏သို့သော သင်တို့သည် နောင်တမရကြလင်တင်တို့အားလုံးဒီလဲထိုနီးတူပျက်စီးကြလိမ့်မည်ဟုသူတို့အားပြန်ဖြေတော်မူ၏ကိုတော်သည်ဤပုံဥပမာကိုလည်းသူတို့အားမိန်တော်မူ၏လူတစ်ယောက်သည်မိမိစပြည့်ဥယျင်ထဲတွင်တဖမ်းမြင်တပင်ကိုစိုက်ပြိုးထား၏ထိုနောက်သူသည်လာ၍တဖမ်းမြင်မှ အသီးကိုရှာတော်လဲမတွေ့ချေထိုကသူကငါသည်လာ၍ဤတဖမ်းပင်ပေါ်မှ အသီးကိုရှာသည်မှာ၃နှစ်ရှိလေပြီ။ တို့ရာတွင်အသီးတလုံးကိုမျှမတွေ့ရ၎င်းကို ခုတ်ပစ်လော့အပေကြောင့်၎င်းကို မြေပေါ်တွင် အကျိုးမဲ့နေရာယူစေမည်နီးဟု စပည့်ဥယျာဉ်မူအားဆိုလေ၏ထိုသူကလည်းသခင်ယခုနှစ်တွင်လည်းဤအပင်ကိုမိတို့မျှမပြုပါနှင့်အကျွန်ုပ်သည်အပင်ပတ်လည်၌တူးဆွာ၍မိဩဇာထဲ့ပါမည်နောက်နှစ်တွင်အသီးတီးကောင်းတီးပါလိမ့်မည်ထိုသို့မတီးလျင်မူသခင်သည်၎င်းကို ခုတ်ပြစ်နိုင်ပါသည်ဟု၍သူအားပြန်ပြောသည်ဟု မိန့်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်။ Bearing fruit အသီးသီးချင်းအသီးသီးချင်းဆိုတဲ့အကြာကျမ်းစာတစ်လျှောက်လုံးမှာတောက်လျှောက်တွေ့ရတဲ့အချက်တစ်ချက်ဖြစ်ပါလေ။ဒီနေ့မှာသဖန်းပင် အသေးမသေးသေးတဲ့အခြေအနေကိုကျွန်တော်တို့ကြားပါရယ်ရှင်ဥကခန်းကြီး73ဒီလိုအလားတူအဖြစ်ပြက်မျိုးစိန်မက်သယူးနဲ့စိန်မတ်မှာလည်းတွေ့ရပါတယ်စိန်မတ်71မက်သယူး27မှာအဲ့ဒီနေရာတွေမှာတော့သခင်စုကတဖမ်းမင်အသေးမသေးတာတွေ့ပြီးချိန်ဆခဲ့တယ်မက်သယူးမှာတော့ချိန်ဆပြီးတဲ့နောက်သေဆုံးသွားတယ်ဆိုတဲ့အချက်တွေတော့မှတွေ့ရပါတယ် သို့တော့ရှင်လူကာမှာတော့တေဆုံးတဲ့အဆင့်ထိကိုမရောက်သေးပါဘူးချက်ချင်းမသက်ပြစ်လိုက်သေးဘူးအခွင့်အရေးထပ်ပေးလာတယ်အချိန်ပေးလာတယ်ဒါဟာရှင်လူကာရဲ့ထူခြားချက် သူတိရှားရည်ရွယ်ချက်တစ်ခုဖော်ပြလိုက်ဖို့ပဲဖြစ်ပါတယ်တကယ်တော့တဖမ်းမင်းဆိုတာဟာသပြစ်ပင်နဲ့ရောနေတယ်ဖျားသခင်ဂျေဇူးတော် God's grace အဖြစ်မှတ်ယူလို့ရပါတယ်မိခာမိခာအနာဂတ်ကြံခန်းကြီး၄ခန်းငယ်၄ဂျိုးဝါခန်းကြီး၄ခန်းငယ်၂ဒီဒီမှန်တွေ့ရပါတယ်ဒါကြောင့်မလို့ရှင်လူကားရဲ့ရွယ်ချက်ဟာအချိန်ပေးထားတယ်ပရောဖက်နဲ့တင်စားထားတဲ့သခင်စုကိုယ်တော်ရဲ့ဂျေရုဇလင်လမ်းကိုမရောက်သေးဘူးနောင်တရဖို့အချိန်ပြန်လဲလာဖို့အချိန်သူ့နဲ့ပူးပေါင်းဖို့အချိန်ပြန်ပေးလိုက်ခြင်းလည်းပဲဖြစ်ပါတယ်ဒီလမ်းပေါ်မှာပြန်ရှောက်ဖို့အတွက် အသီးသီးဖို့အတွက်အချိန်ပေးလိုက်ခြင်းလည်းပဲဖြစ်ပါတယ်ဒီလိုအသီးသီးခြင်းတာလူတိုင်းအသီးသီးခြင်းမှာလည်းဘဝမှာအမျိုးမျိုးသော ကောင်းသောအသီးအပွင့်တွေတည်ပွင့်လို့ကြပါတယ်ဒီအသီးပွင့်တည်ပွင့်ဖို့အတွက်ဒီကျမ်းစာဒီကလည်းပဲအဖြေပြန်ပေးထားတာကိုတွေ့ရပါတယ်ရှမသက်ခန်းကြီးခொနစ်ခန်းငယ်15မှာ ကောင်းသောသူသည် ကောင်းသောအသီးကိုသာတည်တတ်၏ရှင်ယောဟန်မှာတော့ပိုထင်ထင်ရှားရှား ေးထားတာကိုတွေ့ရပါတယ်ခန်းကြီး15ခန်းငယ်9မှာအကျဉ်သူစီ9နိုင်တီး၍ငါသည်လဲသူ၌တီးနေလျင်သူသည်အသီးများစွာတစ်လုံးနှလုံးမကဘူးများစွာတီးလိမ့်မည်ပြောထားပါတယ်ဒါကြောင့်အသီးသီးဖို့အတွက်ကြိုဝှချက်ဟာသူ၌တီးနေဖို့ပဲဖြစ်ပါတယ်သူပေးလာတဲ့ခြေစူးတော်ကိုလက်ခံဖို့ပူပေါင်းဖို့ပါဝင်ဖို့ပဲဖြစ်ပါတယ်ဒီနေရာမှာကျေးဇူးတော်ဆိုတဲ့အရာဟာတခြားအပြင်ပပံ့ပိုးမှုဆိုတာထက် ကိုကိုယ်တိုင်ရဲ့တည်ရှိမှုကိုကိုယ်တိုင်ရဲ့ဖြစ်တည်မှု အပင်တပင်ပုံစံမျိုးကဲ့သို့တည်ရှိနေမှုကိုဖျားသခင်ပေးလာခြင်းပဲဖြစ်ပါတယ်ကိုယ့်ရဲ့ existence itself တည်ရှိမှုကိုယ်တည်းကဖျားသခင်ပေးလာတဲ့ကျေးဇူးတော်ပါပဲဒီဟာကဒီပေးလာတာဟာရည်ရွယ်ချက်ရှိပါတယ်အသည်သေးပွင့်ဖို့ပါပဲပထမကျမ်းမှာရှင်ဘောလူပြောတဲ့အတိုင်းပဲအမျိုးမျိုးသောကျေးဇူးတော်လက်ဆောင်တော်တွေပေးထားတယ်ဒါပေမဲ့ရည်ရွယ်ချက်ကတော့စီလုံးညီညွတ်ဖို့တခုရီးသော မိတ်တခါရောက်ဖွဲ့မှုနိုင်ငံတော်တိဆောက်ဖို့ပဲဖြစ်တယ်ဆိုတဲ့အချက်ကိုတွေ့ရပါတယ်ဒါကြောင့်ဒီလိုအသီးတွေတည်နိုင်မှုအတွက်အရင်ဆုံးလုပ်ရမယ့်အရာကတော့သူ့နိုင်ပြန်ပြီးတည်ဖို့သူ့နိုင်ပူပေါင်းဖို့သူ့နိုင်ပြန်လည်ပြီးအသက်ရှင်ဖို့ပဲဖြစ်ပါတယ်ကျွန်တော်တို့စူးစမ်းအထောက်တဲ့မှန်ပါတယ်လိုပါတယ်သို့တော့အရင်ဦးစွာသူ့နိုင်ပြန်လဲတည်နေဖို့သူလာပြီးကျွန်တော်တို့ထက်တည်နေတာကိုလည်းပဲလက်ခံပြီး ပြန်လဲပူပေါင်းဖို့ပဲဖြစ်ပါတော့တယ်ဒါကြောင့်ဒီလိုအသီးတွေများစွာ တီးနိုင်ဖို့အတွက်အခုတ်လဲမခံရခင်မှာအပွင့်ဝေဝေစားသာအတိများစွာတီးနိုင်ဖို့အတွက်သူနဲ့အမြဲတီးမီနေကြပါစို့သခင်စီရှင်လုံးတော်တပည့်တော်တို့ကိုတနာရတော်မူပါ